နိပုံးတင်ကကျော်တက်တန်းရှိတဲ့တည်တန်လန်းတွေပေါ်ယထာတစီခီးဆက်နေပါပြီအထက်ပိုင်းဒေတာတွေစီကိုမန္တလေးမြို့ကနေပရင်တွေထင်းနှဆိုင်ခဲ့တဲ့အမရပူရာအဲ့ဒါပြီးတော့ AOR နစ်ကန်တစ်ဖက်ကစကိုင်းကိုတရှိရွေ့တွားနေတာပါမြန်မာနိုင်ငံအထက်ပိုင်းဒေတာတွေစီကိုခီးတော့ဖို့ယထာအစိုးရလက်ထက်ကုန်ခါနီအထိအဓိကမိကိုအားထားခဲ့ရတာပါမြန်မာနိုင်ငံအလဲပိုင်းဒေတာနဲ့အထက်ပိုင်းဒေတာတွေအတွက် အပြန်အလှန်ကုန်စည်စည်းစင်းမှုနဲ့ခီတော်လာမှုတွေဟာယထာလောင်းပိုင်းတွေအုံပြူလာရတာအခုဆိုနှစ်ပေါင်း128နှစ်ပြည့်ခဲ့ပါပြီယထာလောင်းကိုမိခိုပြီးလုတ်ကန်ရှာဖွေစားတောက်တူတွေများစွာရှိခဲ့ပါတယ်ရောင်းဝယ်ရေးလုပ်ငန်းကုန်စည်ပစ္စည်းတည်ယူပို့ဆောင်ရေးလုပ်ငန်းစားတောက်ကုန်လုပ်ငန်းစတာတွေဟာယထာလောင်းကိုမိခိုပြီးတရိပ်ရိပ်ဖွံ့ဖြိုးလာခဲ့ပါတယ် ဒီထားလမ်းပိုင်းတွေရနားလဲရတဲ့2021ခုနှစ်နောက်ပိုင်းကစလို့သူတို့တွေရဲ့ဘဝတွေဟာလည်းအမျိုးမျိုးပြောင်းလဲခဲ့ပါတယ်။ဒီထားလမ်းပိုင်းတွေကိုအတ္တိကထအတုံးပြုခဲ့ရတဲ့မုံညင်းမျိုးကဒေါ်နင်းကတော့ယထာလမ်းကိုလွှမ်းရင်းအခုလိုဆိုပါတယ်။အခုရထားတွေမလိုက်တော့အရန်ကိုခက်ခဲဖြစ်သွားတာပေါ့။ကြီးတယ်။ရထားနဲ့တော့ကတော့နော်။ အခုတော့အခက်အခဲတွေဖြစ်သွားတာပါရထားတွေပြေးလိုက်တဲ့ခါကျတော့ရထားအမိကိုကလည်းရောင်းစားတယ်အလိုမျိုးလေးပေါ့နော်လေရထားမှာဈေးလေးတွေရောင်းစားတယ်အလိုဈေးလေးကိုလည်းပြေးရောင်းစားတယ်ရထားမှာလည်းရောင်းစားတယ်အလိုရအခက်အခဲမဖြစ်ခဲ့ဘူးရထားနဲ့တော့မှာအခုတော့ရထားလမ်းနဲ့ပြေးလိုက်တော့ကိုယ်ပဲအများကြီးခက်ခဲဖြစ်သွားပါဘူးဒီပေါ်တော့ရထားနဲ့ဆိုတော့ကုန်ရင်းနှုံးတွေလည်းတက်တာရယ် နော်ကားရဲဆိုတော့ကျတော့ဈေးကြီးတယ်မတော်နိုင်မတော်နိုင်ရဘူးပေါ့နော်ပြထားနေဆိုအချိန်မရွေးပြန်နိုင်တဲ့လို့ပေါ့မလုံရကရလေအားလုံးစင်ပြေးပါတယ်ဒါနဲ့ကအခံစားရတာပါယထာကြီးကိုကြည့်ပြီးတော့မှအေးကျမတို့ကဟိုလိုယဒီယထာလူလည်းမိဖို့လုံးလုံးနေတဲ့အချိန်မှာဒလုံးဖြစ်သွားတဲ့ခါကျတော့ချိန်မကင်မိလက်မကင်မိအဲ့လိုမျိုးဖြစ်ကုန်တော့ပေါ့နော်ဘယ်လိုမှမလုပ်တတ်အဲ့လိုမျိုးဖြစ်သွားအောင်မျိုးပါထိုင်စားနေလိုက်တော့ပိုလို့ချက်တဲသွားတော့ ရထားလမ်းပိုက်တွေရပ်တန့်သွားတာကြောင့်မူလလုတ်ကင်တဲ့လုပ်ငန်းတွေအားလုံးရပ်နားလိုက်ရပြီးတခြားလုပ်ငန်းတွေကိုပြောင်းလဲလုတ်ကင်လာကြတူတည်းလည်းရှိပါတယ်။တိတ်ဆိတ်နေတဲ့ရထားလမ်းကိုခြံထားခဲ့ပြီးလူတွေစီကားတဲ့ဈေးတဲကိုပြောင်းရွှေ့လုတ်ကင်ပြီးအလုတ်ကင်တစ်ကိုစတင်ခဲ့တူများစွာထက်က တော်နင်းလဲတယောက်ပါဝင်ပါတယ်။ အခုလက်ရှိမှာတော့ယောက်ျားအလက်ဓမ္မလို့တော့တမီးလေးတွေကဈေးရောက်နေတာပဲပေါ့ဘာမှမလို့ဟုတ်တယ်မာတော့ဘာဘာလို့မလို့ဘာလို့မလို့ဖြစ်တော့ဈေးလည်းမရောက်တော့ဘူး6ချီ6ချက်ကလေးကလာတော့တခါတရံလေးပဲရောက်နေအရင်တော့ကလို့ရထားရှိတော့ကလို့ထားဝစဉ်ညောင်းလို့မရတော့ဘူးတဲလို့လည်းမရတော့ဘူးဒါလားတော့တော့ဒါအဆင်ပြေတာပေါ့ရထားလာမပါတော့ကြောက်ကိုကြက်တဲသွားတော့တာရထားလမ်းရှိတော့ကတော့နေ့စဉ်နဲ့အမြဈေးရောက်နေငါးတဲနိုင်နေနေ့စဉ်နဲ့အမြတွားနိုင်နေအခုကတော့မတွားနိုင်တော့ဘူး အားလုံးကခက်ခဲရေးကြီးတဲ့ဖြစ်သွားကြတော့ဒီမှာဆုံးပြပါမယ်စီတာလို့ကိုယ်စုံလူလည်းမကြီးတော့၆ကလို့ရတယ်တော့ဒုက္ခနဲ့ထာမကားကစိတ်ကြည်လုံးကောင်းလို့လေစိတ်ကြောင်းကြီးကောင်းတယ်။တခြားပြန်ရကမှာဆိုတော့ပြောတာပေါ့အဲ့လိုမျိုးခံရတယ် တော်နေနီတူတခြားသောယထာကိုမိခိုပြီးတော့မိတားစုစာဝတ်နေရတဲ့ခဏီတွာလာရေးတွေကိုလောက်ကိုင်းနေသူများစွာရှိပါတယ်။ဒီယထာလမ်းပိုင်းတွေပိတ်လိုက်ရတာကြောင့်ယထာကိုမိခိုပြီးခီးတွန်းနေရတဲ့လူတန်းနဲ့ချီထိခိုက်နေသလိုယထာကိုအခြေပြုပြီးတော့စီပွားရေးလောက်ကိုင်းနေသူတိမ့်နေချင်တဲ့မိသားစုတွေအပေါ်တက်ရောက်လာတာလည်းဖြစ်ပါတယ်။အကြောယထာခါလေးတက်တာတော့အဆင်ပြေတယ်။အခုမတွားလာသုံးရှိသွားရင်လည်းလေးပြရတယ်ဘာခက်တာလဲ။ မတည်ဝင်ရတဲ့ခါတွေအော်တည်ဝင်ခါတည်ဝင်နေတော့မှာလေခွာလေအဲ့ဒါပတော်ကြီးကတော့ခုမသွားတာကြတော့ပြန်စင်မပြေတော့အခုတော့ဒီတန်လန်းတွေဟာအတတ်မဲ့တော့ပါပြီရထားတော့မမြင်ဘူးကြတော့ပါဘူးဒါပေမဲ့ဒီတန်လန်းပေါ်တခါတော့အသက်ရှင်ခဲ့သူတွေရဲ့အတန်ကတော့တိတ်မသွားသေးပါဘူးသူတို့တွေဟာတတ်မဲ့တဲ့ရထားလမ်းပေါ်မှာဘဝကိုဆက်လက်ရွှေချနေစေပါ